မွန်ပြည်နယ်ချောင်းဆောင်မြို့နယ်ကွန်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာကတ်ထားတဲ့လွတ်တော်ကိုယ်စားလှယ်လောက်အမည်စင်းစာရွက်ကိုစုပ်ဖြဲခဲ့တဲ့ဒေသခံအမျိုးသားတယောက်ကိုနိုဝင်ဘာလ19ရက်နေ့ကမော်လမြိုင်ခရိုင်တရားရုံးကထောင်ဒဏ်18နှစ်ချမှတ်ခဲ့တယ်လို့ဒေသခံနေစီကနေသိရပါဗျာ။ နိုဝင်ဘာလ၄ရက်နေ့ကကွန်ရိုက်ဂျေးရွာအုပ်ချုပ်ရေးမှူးရုံးမှကတ်ထားတဲ့အမည်စင်းစာရွက်ကိုစုပ်ဖြဲခဲ့တဲ့အသက်65နှစ်အရွယ်ဦးကျော်မြင့်ကိုချောင်းဆောင်မြို့မှာရဲစခန်းကပါတီစုံဒီမိုကရေစီအထွတ်ထွေရေးကောက်ပွဲများကိုနှောက်ရှက်ဟန်တာခြင်းဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှ26ကကြီမြင်းဆောင်24ကကြီအရာအမှုဖွင့်ပြီးတော့တရားစွဲဆိုခဲ့ပါတယ်။ဒါကြောင့်မော်လမြိုင်ခရိုင်တရားရုံးကထောင်ဒဏ်18နှစ်ချမှတ်ခဲ့တာပါ။ ဥကြောမြင့်ကိုကိုစလဲလောက်အမည်စင်းဆုတ်ဖြဲမှုရုံးကိုခဲနဲ့ပေါမှုစအစရှိတဲ့ပုံမှန်၃ခုလောက်နဲ့တရားဆွဲပြီးနှိရှိထောင်တန်ချမှတ်လိုက်တယ်လို့ချောင်းဆောင်ရဲစခန်းနဲ့နီးစပ်သူတယောက်ကပြောပါရယ်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေပြက်ပြားအောင်လုပ်လို့ဆိုပြီးဖန်စီအရေးယူခံရတဲ့သူပေါင်းတရားနိဗ္ဗာအထိရှိနေပြီလို့စစ်ကော်မရှင်လက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါရယ်ရှင်